ခုမြန်မာနိုင်ငံမှာလည်းပဲပြောတယ်မို့လားအနေမကင်းတဲ့နေရာတွေကိုအမဲအောင်နေမည်လို့သတ်မှတ်တယ်အနေရကင်းသွားတဲ့နေရာကိုအဖြူရောင်ဒေသလို့သတ်မှတ်တယ်မို့လားအဲ့ဒါမျိုးလိုပဲကိုယ်စိတ်ထဲမှာအဖြူနဲ့အမဲနှစ်ခုရှိတယ်အမဲကိုဖယ်ရှားပြီးအဖြူကိုတိုးပေါင်းအောင်လုပ်ရမယ်ဒါနံပါတ်၁လုပ်ရမယ်ကိစ္စဒါဖြင့်ကိုယ်တဏ္ဍာမှာ အမဲတွေကဘာတွေတော့ စဉ်းစားကြည့်လားအမဲတွေကဘာတွေတော့ဆိုရင်ကိုကြီးပွားရင်ပြီးရောဘသူပါဖြစ်ဖြစ်ဆိုတဲ့စိတ်ဟာအမဲပဲနော်ဘသူခေါင်းတက်နေရနေရငါကြီးပွားရင် ပြီးရောဆိုတဲ့စိတ်ဟာအမဲနော်လောကမှာလူတွေအချင်းချင်းပေါ်မှာကောင်းကျိုးကိုမလိုလားဘူးဘသူတေးတေးငတေးမှာပြီးရောဆိုတဲ့စိတ်ဓာတ်ဒီအမဲ သူများကြည်ပွားတိုးတက်လာလို့ရှင်မနာလိုမရှုစိတ်ပြက်လို့ပြက်စီကြံစီလှုပ်ဆောင်တာဒါအမြဲအမဲလို့ခေါ်တယ်။ဒါကထင်ရှားတာတခုကိုပြောပြတာနော်။ထင်ရှားတာလောကမှာလူတွေဟာဒီတုံ့တူမနာလိုမှုမုန်းတီးမှုဒီလိုကိစ္စတွေနဲ့လူတွေရဲ့စိတ်တွေဟာ တဟုတုံပေါ်မှာမနာလိုတာတွေမုန်းတီးတာတွေအမှတ်တွေအတေးတွေရန်လိုစိတ်တွေဒီလိုနဲ့နေတာဒါတွေကအမဲတွေလို့ခေါ်တယ်အဲ့ဒီအမဲတွေကိုဖြူအောင်လုပ်ပြဖို့လိုတယ်တို့ဆိုလို့ရနော်မေတ္တာကင်းမဲ့နေတဲ့အမုန်းတရားတွေဟာအမဲတွေပဲလူလူချင်းပေါ်မှာမေတ္တာမထားနိုင်ဘူးမုန်းတီးတယ်ယွန်ရှားတယ်မျက်စောင်းထိုးတယ်အကျိုးပျက်စီးရပျက်စီးကြောင်လုပ်တယ် နော်မကောင်းတဲ့ဘက်ကနေပြီးတော့တွန့်ပို့တယ်ခုခေတ်ပြောတဲ့အချွန်နဲ့မာတာတို့အစင်းဘိန်းတက်ပေးတာတို့လူတယောက်ဒုက္ခရောက်အောင်လှုပ်တာတို့ဒါတွေကဘာတွေလို့ဆိုစိတ်แท้ကအမဲတွေပဲအကုသိုလ်စိတ်တွေမှန်တယ်ဗျစိတ်แท้ကအမဲအဲ့ဒီအမဲတရားတွေကိုဖယ်ရှားရမယ်တဲ့စနောက်လောက်ကင်တဲ့အလုပ်တွေနဲ့ပြောမယ်ဆိုလို့ရှိရင် မကောင်းမှုဒုစရိုက်တွေနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေတာအမဲပဲဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးတယ်လို့ဆိုလို့ရှိရင်ဒူတော်လူကောင်းတွေရဲ့အတိုင်းဝိုင်းမှာဆိုရင်ဒုစရိုက်တမားဆိုရင်ဘယ်သူကမှဟောနေ့လိုအာရရှိကြမှာမဟုတ်ဘူးလေဒါကြောင့်မို့ဒုစရိုက်လုပ်ငန်းနဲ့အသက်အသက်မွေးတဲ့ပုဂ္ဂိုလ်သူ့ရဲ့ဒုစရိုက်လုပ်ငန်းတွေဟာအမဲတွေပဲ အဲ့ဒီအမဲကိုဖယ်ရှားနိုင်ရမယ်လို့ဆိုလိုတယ်။အဖြူဆိုတာသူ့ရဲ့စံကျင်ပဲပဲ။မိမိအဖြူသမားကဘာဖြစ်လဲ။အေးငါဟာငါမကြိုက်တာကိုသူများကိုလည်းမလုပ်ဘူး။နော်။ငါဟာကိုယ့်ကိုယ်ထိခိုက်မှာတို့နစ်နာမှာတို့ဒဏ်ရာရမှာတို့ကြောက်တယ်။ကြောက်တဲ့အတွက်ကြောင့်သူများကိုလည်းငါမလုပ်ဘူး။ ငါငါပစ္စည်းအခိုးခံရမှာမလိုလားဘူးအဲ့ဒါကြောင့်သူများပစ္စည်းလည်းငါမတရားမယူဘူး။သူကဘယ်ခါပဲဖြစ်ဖြစ်ကိုချင်းစာတရားနဲ့စဉ်းစားကိုမကြိုက်တာကိုသူများပေါ်မှာမလုပ်ဘူးတဲ့။ကောင်းတဲ့တုံ့ပြန်မှုကအကောင်းနဲ့ပဲတုံ့ပြန်။ကောင်းရောင်ကောင်းဝယ်ကောင်းတဲ့နည်းနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ဒါတွေကအဖြူလို့ခေါ်တယ်။မနာလိုမုန်းတိတာတွေမရှိဘူး။ အိတ်တာမစ္စရိယာတွေမရှိဘူးအားလုံးသူကြိုးစားလို့သူရတာ အားလုံးအဆင်ပြေကြပါစေ ဆိုတဲ့စိတ်တရှိဒီစိတ်တွေကအဖြူစိတ်တွေလို့ခေါ်တယ်ပေါ့အခြေခံအဖြစ်ဒါအဖြူစိတ်အဲ့ဒါကိုမြတ်စွာဘုရားပြောတာကန္နန္ဓမံဝိပ္ပဟာယမဲမြင့်နေတဲ့သဘောထားတွေကိုမင်းတို့စိတ်ထဲကနေရှင်းပြပါတဲ့ကိုယ်စိတ်ထဲမှာမဲမြင့်နေတဲ့သဘောတရားတွေမရှိပါစေနဲ့ တုတ်ကံဘာဝေထပန္နိတုံဖြူတရားတွေဖြူစင်တဲ့စိတ်နေသဘောထားတွေကို မွေးမြူပါဟောရအခြေခံပဲနော်ကိုจิตတိလဆိုတာဒါပဲသောသောကစောင့်တည်သွားကြတယ်ပန္နတိပတဝေရမဏိအာရိဏဒါနဝေရမဏိဆိုသိခါဟောတယ်ဒါတွေကအမဲတွေကို ထုတ်ပြတဲ့သဘောပဲအဖြူတွေကိုတဏ္ဏမှာရှိအောင် ူများတဲ့တပ်ဖြတ်ခြင်းဟာအမဲပဲဟောသူတစ်ပါးပေါ်မှာမေတ္တာထားပြီးတော့ကရုဏာထားတာအကျဉ်းနာထားတာအဖြူသူများဥစ္စာ မတရားယူခြင်းမှရှောင်တာအဖြူသူတစ်ပါးဥစ္စာမတရားသဖြင့်ယူခြင်းတာယူတာကိုရရင်ပြီးရောဆိုပြီးတော့မတရားယူတာကအမဲဟောအဖြူမဲ့ သူတော်ဘာသားမယာစော်ကားတာပြင်မာတာက အမဲရှောင်းကျင်တာကအဖြူသူများ အကျိုးပြည့်အောင် လိန်လေပြောဆိုတာက အမဲလိန်လေမှုကရှောင်းပြီးတော့အမှန်တရားကိုသာပြောတာကအဖြူမူရစေဝါတောက်စားတာကအမဲမူရစေဝါကင်းစင်အောင်ပြီးတော့ရှောင်းကျင်ပြီးနေတာကအဖြူဒီလိုဆိုတာပေါ့နော်အဲ့ဒီလိုကိုယ့်ရဲ့တဏ္ဍာမအဖြူမဲခွဲပြီးတော့ အမဲတွေကိုဖယ်ရှင်းပြီးတော့အဖြူတရားတွေကိုတိဆောက်ရမယ်ဒါစစချင်းဒါကစရဟန္တာဖြစ်ရန်ကျင့်စံအကျင့်မှန်ဆိုတာဒါပြောတာ